အားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ပရီးမီးယားလိဂ်ကလပ်တစ်သင်းဖြစ်တဲ့လီဗာပူးအသင်းကတော့ဘုံမောက်အသင်းရဲ့လူငယ်နောက်ခံကစားသမားဖြစ်တဲ့ Milo Kansas ကိုခေါ်ယူဖို့ကစားသမားနဲ့လီဗာပူးအသင်းကြားမှာသဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့ Fabrizio Romano ကပေါ်ပြထားတယ်ဆိုတော့လီဗာပူးအသင်းကကျွန်တော်တို့ဒီနိုယာဒီမှာ Kansas option တွေကိုတောင်းလျှောက်ပြမှတ်ထားတယ်ကစားကစားသမားတွေထပ်ဖြည့်သွားဖို့သူတို့ကြိုးပမ်းနေတယ်အဓိကတော့အသက်အရွယ်ရလာပြီဖြစ်တဲ့ကျွန်တော် Valje Van Dijk ရဲ့နေရာ ကျွန်တော်တို့ဒါဒီဒီနွေရာသီမှာကလပ်အသင်းကထွက်ခွာသွားတော့မဲ့ Transess Arno ရဲ့နေရာမှာအစားထိုးနိုင်ဖို့ Liverpool အသင်းက option တွေကိုပြတ်မှတ်ထားနေတဲ့နေရာမှာလက်ရှိမှာတော့ဒါကျွန်တော်တို့ဒီ ။ဘိုင်းလေဘကုစစ်သေးရဲ့ပေါ့လေဒါနောက်ခံကစားသမားဖြစ်တဲ့ Fran Paul ကိုလည်းခေါ်ယူဖို့သူသဘောတူညီမှုရရှိပြီးပြီ။ဒါဘုံမောက်တဲ့နောက်ခံကစားသမားဖြစ်တဲ့ Mike Lucas ကိုလည်းခေါ်ယူဖို့ပုဂ္ဂိုလ်ရေးဆိုင်ရာအပြည့်သဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့ Fabrizio Romano ကပေါ်ပြထားတယ်။ဆိုတော့ခြားတစ်ဖက်မှာလည်းဒါ Liverpool အသင်းရဲ့အရန်ကိုသမားဖြစ်တဲ့ Klinika ကိုတော့ကျွန်တော် Premier League Club အသင်းနေဖြစ်တဲ့ Aston Villa အသင်းကခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးပေါ်ပြထားတယ်။ဆိုတော့ဒီ Aston Villa ကိုသမားပေါ့လေကျွန်တော်တို့ လေဘာဘူးအတင်းမှာပုံမှန်ပွဲထွက်ခွင့်ပူရခြင်းနဲ့ဆိုတော့အလက်စစ်ဘကိုင်းနောက်မှာအရင်ကိုသမားဖြစ်နေတဲ့အနေထားမှာဒီကစားသမားကမပြောနေဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ဒါပွဲထွက်ခွင့်ပူပေးနိုင်မယ်ကလပ်တင်းတင်းကိုပြောင်းရွှေ့ခြင်းတဲ့နေရာမှာအက်စတွန်ဗီလာအတင်းကတော့ဒါဒီနိုယာတီမှာကလပ်တင်းနဲ့လမ်းခွဲသွားနိုင်တယ်အာဂျင်တီးနားကိုသမားဖြစ်တဲ့ကျွန်တော်တို့ဒါဒီပေါ့လေမာတီနက်ရဲ့နေရာမှာအစားထိုးနိုင်ဖို့ ကျွန်တော်ဒါလက်ပခုတ်တင်ရဲ့ရခိုးသမားဖြစ်တဲ့ဒီဂလက်ကောက်ခွန်ယူပိုအက်စတွန်ဗလာတင်ကချိုးပတ်နေတယ်ဆိုပြီးတော့ပေါ်ပြထားတယ်။ရှာဖတ်မှာတော့ဒါချက်ဆီတင်ကပုံမှန်ဘောထုတ်ခွင့်မရနေတယ်ကျွန်တော်တို့ဒါပြင်သစ်တိုက်စစ်ကစားမှာဖြစ်တဲ့ဒီခရစ်စတိုဘာအန်ဂူကပေါ့လေဒီနွေရာဒီမှာကလက်တင်ကနေထွက်ခွာဖို့ကလက်တင်စီကိုဒါတောင်းဆိုထားတယ်ဆိုပေါ်ပြထားတယ်ဆိုတော့ ခရစ်စတိုဘာအန်ကူကကျွန်တော်တို့အထူးသဖြင့်တော့ဒါဒီနီးပြတဲ့အန်ဆိုမာရက်စကလက်ထက်မှာပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတာဖြစ်ပြီးတော့မှအခြေစွမ်းပိုင်းကလည်းကျွန်တော်တို့မိကုန်ထုတ်ဆရာအခြေအနေတွေဖြစ်တဲ့ဒီအသင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ဒီကိုလက်ဂျက်ဆင်ရဲ့နောက်မှာဒုတိယဦးစားပေးတိုက်စစ်အနေနဲ့ဒါပွဲထွက်ရနေတဲ့အခြေအနေကြောင့်မို့လို့ဒါကြောင့်ခရစ်စတိုဘာအန်ကူကစိတ်ပြက်နေပြီးတော့မှဒါကြောင့်လည်းဒီနေရာဒီမှာကလပ်အသင်းကထွက်ခွာဖို့ကြိုးပမ်းနေရလဲဖြစ်တယ်ဒီအချိန်ဒီမှာဒါကျွန်တော်တို့ပရီးမီးယားလိဂ်ကလပ်နဲ့တင်းဖြစ်တဲ့ လီဗာပူးအတင်းကလည်းခရစ္စတိုဖာအန်ကူကူကိုခေါ်ယူဖို့စိတ်ဝင်စားနေသလိုတခြားတစ်ဖက်မှာတော့ဒါလန်ဒန်ကလပ်တဲ့အတင်းဖြစ်တဲ့အာဆင်နယ်အတင်းကလည်းခရစ္စတိုဖာအန်ကူကူကိုခေါ်ယူဖို့စိတ်ဝင်စားနေရဆိုပြီးတော့မှ Sky Sport ဂျာမနီကဖော်ပြထားတယ်။ဒါပြင် Chelsea အတင်းကကျွန်တော် PSG တင်ရဲ့အသက်16နှစ်အရွယ်ခန်းစစ်ကစားမှဖြစ်တဲ့ Elliot Tappy ကိုခေါ်ယူဖို့ Chelsea အတင်းကကြိုးပမ်းနေတယ်ဆိုပြီးဖော်ပြထားတယ်။အသက်16နှစ်အရွယ်ရှိသေးတဲ့ဒီကစားသမားကဒီနွေရာသီမှာပဲ PHG အသင်းနဲ့စာချုပ်တက်တန်ကုံဆုံးမှာဖြစ်ပြီးတော့မှအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရမယ့်အခြေအနေကြောင့်မို့လို့ကျွန်တော်တို့ဒါတခြားသောကလပ်အသင်းတွေဖြစ်တဲ့ Dorian Hotspur, Bayer Leverkusen တို့ကလည်းခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပြီးတော့မှတကယ်လို့လား Chelsea ကဒီကစားသမားကိုခေါ်ယူနိုင်မယ်ဆိုရင်တော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်မယ်ဆိုပြီးတော့လည်းသိရတယ်ဗောလေဒီဘက်မှာတော့ Crystal Palace အသင်းကတော့ကလပ်အသင်းရဲ့အင်္ဂလန်တောင်ပံကစားသမားဖြစ်တဲ့ Easy ကိုရောင်းချဖို့အဲဒါကလပ်အသင်းကဆုံးဖြတ်ချက်ချထားတယ်ဆိုပေါ်ပြထားတယ်ဆိုတော့လက်ရှိမှာတော့ကစားသမားကိုပြောင်းရွှေ့ချက်ယူလို့68တန်း60 ိုတန်ဝင်းချင်းဒါအလွန်ဆုံးကျွန်တော်တို့ဒါတန်ခွန်း30ဝင်းချင်းနဲ့ပေါ့လေရောက်ချတော့ဖို့ကြိုးပမ်းသွားမှာဖြစ်ပြီးတော့မှာ Premier League လက်အသင်းတွေဖြစ်တဲ့တစ်ဖက်က Manchester City Manchester United အသင်းနဲ့ Arsenal အသင်းတို့ကဒီကစားသမားကိုခေါ်ယူဖို့အပြိုင်စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှာကျွန်တော် Football Insider ဖော်ပြထားတဲ့အာဘီလိုက်ဇက်တင်ရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Benjamin Sakho ကိုကျွန်တော်တို့ကအာဘီလိုက်ဇက်တင်ကဒီနေရာဒီမှာတကယ်လို့ခေါ်မယ်ဆိုရင်ကျွန်တော်ခေါ်ယူခွင့်ပြုသွားမယ်ဘယ်ကလပ်ကပဲကလန်ကလာထိုက်တန်တဲ့ဈေးနှုန်းနဲ့ကလပ်မယ်ဆိုရင် တို့လက်ခံသွားမယ်အခြေအနေရှိတယ်ဒါပေမဲ့လို့လက်ရှိမှာကျွန်တော်ပရီးမီးယားလိဂ်လက်အတင်းနေဖြစ်တဲ့အာဆင်နယ်ဖက်ကချဲလ်ဆီနဲ့အာဒီကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အတင်းတော့ခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပေမဲ့လို့ကစားသမားရဲ့ပြောင်းရွှေ့ခြင်းကယူရိုတန်100ကျော်တက်မှတ်ထားတဲ့အခြေအနေကြောင့်လို့မြန်ပြတဲ့ဒီအပြောင်းရွှေ့ခြင်းကြောင့်လို့ဒီအတင်းတွေကကျွန်တော်တို့ခေါ်ယူဖို့အာစိတ်ဝင်စားမှုရော့ကျသွားနိုင်တယ်ဆိုပြီးတော့လဲ Sky Sport Germany ကတုံ့တက်ထားတယ်ဒီဘက်မှာတော့ဒါမာကာရဲ့ဖော်ပြချက်ရဆိုရင်တော့ ဘာစီလိုနာတဲ့ရဲ့လူငယ်ခွေးလက်ကစားမှာဖြစ်တဲ့ဂါဘီကိုတော့ပရီးမီးယားလိဂ်ကလပ်နှစ်သင်းဖြစ်တဲ့ Chelsea တင်းနဲ့ Tottenham Hotspur တင်းတို့ကခွန်ယူဖို့ကလန်ခဲ့ပြီမယ်လို့ဂါဘီကပယ်ချခဲ့ပြီးတော့မှကျွန်တော်တို့ဘာစီလိုနာမှာပဲအနာဂတ်အစီအစဉ်တွေထည့်သွင်းထားတဲ့အခြေအနေကြောင့်မလို့တခြားသောမြေတိကလပ်ကိုမှပြောင်းရွှေ့ကစားသွားမှာမဟုတ်ဘူးဆိုပြီးကစားသမားကဆိုထားတယ်အင်နာမိုင်ယာမီအတင်းကတော့ဒီနွေရာသီမှာပဲ Benfica အတင်းနဲ့စာချုပ်တက်တက်ကုန်ဆုံးပြီးတော့မှအလွတ်ပြောင်းရွှေ့ချင်တဲ့ခွန်ယူနိုင်မယ် အာဂျင်တီးနားရဲ့တိုင်းစစ်ကစားသမားဟောင်းဖြစ်တဲ့ဒီမာရီယာကိုခေါ်ပွဲစိတ်ဝင်စားနေဆိုပြီးတော့မှဖော်ဖော် insider ဖော်ပြထားတယ်အဓိကတော့ကျွန်တော်တို့အင်တာမီယာမာယာမီယာပေါ့လေဒီနွေရာဒီမှာ class war cup ကစားဖို့အခြေအနေရှိတယ်ဒီအခြေအနေမှာကျွန်တော်တို့ဒါဒီဒီပေါ့လေ Lionel Messi ကကျွန်တော်ဒီနိုင်ငံအသင်းပေါ်ကစားသမားဟောင်းဖြစ်တဲ့အာကျွန်တော်တို့ဒါဒီမာရီယာကိုခေါ်ဖို့အကြံပေးနေတာဖြစ်ပြီးတော့မှဒါတစ်ဖက်ကအင်တာမီယာပြီးအသင်းကပေါ့လေဒီကစားသမားကိုခေါ်ယူဖို့ဂျိုးဗန်သွားပွဲရှိတယ်ဆိုပြီးတော့လေတုံးသက်ထားတယ်ပေါ့လေဆိုတော့ ကျေးဇူးပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်